။ဆင်းရင်နဲ့အရက်ကိုကတ်လို့ကိုယ့်ရဲ့ထွက်လေဝင်လေလေးကိုမှတ်နေလိုက်တယ်။အဲဒါလို့မှတ်နေလိုက်တဲ့အခါသမထဆုံးလို့ရှိရင်တော့လေထီးတဲ့နေရာလေးတစ်ခုပဲကြိုးဆိုင်ပြီးမှတ်တယ်။ကျန်တာတွေကိုမေ့ထားလိုက်တယ်။အဲဒါလို့ထားလိုက်လို့ရှိရင်တမာရီမြန်မြန်ရလာ။အဲလိုမဟုတ်ဘူးဝိပဿနာကျင့်စဉ်ကိုကျင့်ပြီးဆိုလို့ရှိရင်သဘာဝလေးတွေ ်ရှူသွင်းလိုက်တဲ့အချိန်မှာတဘာဝလေးပဲနှမျိုးရှိတယ်ဆိုတာကိုထင်ရှားသိလို့ရတယ်ပေါ့အာယုံစိုက်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှင် ရှူသွင်းလိုက်တဲ့အခါမှာလေရဲ့လှုပ်ရှားတဲ့တဘာဝလေးအဲ့ဒီလေရဲ့လှုပ်ရှားတဲ့တဘာဝလေးထိလိုက်တဲ့ထိတဲ့အခါမှာသိနိုင်တဲ့စွမ်းအားအသိစိတ်ပေါ်လာတဲ့အသိစိတ်ရဲ့ဖြစ်ပေါ်ရာဆိုတဲ့အနေထားရှိတဲ့ နာသီးပြားမှာရှိတဲ့ကာယပတာရလေးဟောထိလိုက်မှထိလိုက်တဲ့အခါဒီနှစ်ခုစုံလိုက်တဲ့အခါတိလိုက်တယ်ဆိုတော့ထိသီးစိတ်ကလေးအဲ့ဒီသုံးမျိုးကိုမိအောင်ဖန်ကြည့်ဖို့လိုတယ်ပေါ့လူတိုင်းလူတိုင်းမှာမိအောင်ဖန်ကြည့်တယ်ဆိုတာတပြိုင်နက်လို့တပြိုင်နက်သေးတော့ဒီသုံးခုကိုမသိနိုင်ဘူးပေါ့သို့သောတစ်ခုပြီးတစ်ခုသိသွားရမယ်သိတာဟာဒီသုံးမျိုးရှိတယ်ဆိုတာသိဖို့ကြိုးစားဖို့လိုအပ်တယ် အသိစိတ်ဆိုတာအလွန်မြန်တယ်။မြန်လေးအတွက်ကြောင့်ရှူသွင်းလိုက်တဲ့လေလေးလေလေးကသဘာဝတစ်ခုတို့ရှူသွင်းလိုက်တဲ့လေလေးရဲ့ထိတဲ့နေရာလေးကသဘာဝတစ်ခုထိလိုက်လို့တိမှန်တိတဲ့ပေါ်လာတဲ့စိတ်လေးကသဘာဝတစ်ခုလို့ဒီသဘာဝ၃ခုလောက်ကြည့်လိုက်တာနဲ့တကြိုင်နဲ့လေလေးကလည်းပဲသူထိတယ်ဆိုတာမသိဘူးသူလှုပ်ရှားနေတယ်ဆိုတာမသိဘူးနာသီးပြားကလည်းလေလေးကငါ့ကိုလာထိတယ်ဆိုတာမသိဘူး ိတာကတိတဲ့ခាយဝိညာဉ်စိတ်ကလေးကတိတယ်လို့အဲ့ဒီမှာမတိတဲ့သဘောတရားနှစ်ခုကယုတ်တရားတိတဲ့သဘောတရားတစ်ခုကနန္တရားလို့ဟောယုတ်နဲ့နန္တဲ့ဒီလိုကွဲပြားသွားနိုင်တယ်ပေါ့အဲ့ဒါအာနာပါနတိတယ်လို့ပဲကိုထိုင်းနေတဲ့အခါကျတော့ထိုင်းနေတဲ့နေရာနဲ့ကိုခန္ဓာကိုယ်နဲ့ထိနေတဲ့နေရာကိုလည်းအာယုံပြုကြည့်လိုက်အောက်ကထိုင်းနေတဲ့အရာရဲ့ ဟိုပူရင်ပူတယ်နှွေးရင်နှွေးတယ်အေးရင်အေးတယ်မာရင်မာတယ်ပြောရင်ပြောတယ်ဆိုတာမျိုးဖြစ်ရှားလာတယ်အဲ့တော့မာတယ်ပြောတယ်ဆိုတဲ့သဘောကပထဝီဓာတ်ရဲ့သဘောပဲပူတယ်အေးတယ်ဆိုတဲ့သဘောကိုစဉ်းစားလို့ရှိရင်တေဇောရဲ့သဘောအဲ့ဒီမတူညီတဲ့သဘာဝလေးကိုသိတယ်အဲ့ဒီမတူညီတဲ့သဘာဝလေးကိုလက်ခံနိုင်တဲ့နေရာကတစ်ခုပူတာကိုပူမှန်းသိလိုက်တယ်အေးတာကိုအေးမှန်းသိလိုက်တယ်မာတာကိုမာမှန်းသိတယ်ပြောတာကိုပြောမှန်းသိလိုက်တယ်ဆိုတဲ့အသည့်လေးကတစ်ခုဆို သူလည်းပဲသုံးခုသုံးခုသွားတာပဲအဲ့ဒါလို့ထွက်လေဝင်လေတယ်မဟုတ်ဘူးမျက်စိကမြင်တော့လဲအဲ့ဒါလို့ပဲသုံးမျိုးပဲနားကကြားတော့လဲသုံးမျိုးပဲနှာခေါင်းကအနံ့ရတာလဲသုံးမျိုးပဲတခြားအာယုံစိုက်ပြီးတော့ကြည့်မယ်ဆိုရင်ဒါတွေကလျာနဲ့အစားစားစားရင်လည်းပဲတူတူပဲအရသာရဲ့လျာရဲ့လေရတိတဲ့စိတ်ရဲ့ဟောဒီလိုသုံးမျိုးသုံးမျိုးဒီလိုဖြစ်ပေါ်နေတာကို ွဲွဲပြားပြားသိလာအောင်နံပါတ်1ကြိုးစားတာဟာညာတပရိညာပိုင်းလို့ခေါ်တယ်ပေါ့အဲ့ဒါတွေကိုမကြိုးစားဘဲနဲ့ဖြစ်ပျက်ကိုသွားရှုမယ်ဆိုလို့ရှိရင်တော့အဆင့်ကျော်သွားတယ်လို့ဒီလိုပြောရမှာအဲ့တော့ကိုလုံးဝမဲ့အလုတ်ကဒါတွေကို clear ဖြစ်အောင်ရှင်းတယ်ရှင်းအောင်ဘာမှကိုဟိုစိတ်ထဲမှာမသိမကွဲဆိုတာမရှိရအောင်သူ့ကိုဖြစ်ချင်မှုလိုအပ်တယ် အဲ့ဒါကြီးပဲလက်ကျက်မှုလို့ရတယ်အဲ့ဒီလိုညာတပရိညာဆိုတာသဘာဝရှုထောင့်ကနေပြီးတော့တရားဓမ္မတွေကိုသိတာညာတပရိညာလို့ခေါ်တယ်အဲ့ဒါလို့သိရင်ကနေပြီးတော့အဆင့်တက်လာတဲ့အခါကျတော့ဘာကြောင့်ဒါတွေဖြစ်လာတယ်ဆိုတဲ့အကြောင်းတရားကိုလည်းပဲသူကသဘောပေါက်လာတယ်ဆိုပါတော့ဒီလေလေးဖြစ်နေတာလည်းပဲလူရဲ့စိတ်ကြောင့်ဒီလေလေးဟာရှုသွင်းမှုဖြစ်နေတယ်ဆိုတာစိတ်ဟာအကြောင်းတရားပဲလို့ ကိုသိနိုင်တဲ့အကြောင်းတရားထိုးစိတ်ကစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ဝါယောဒကလေးဟာနာသီးပြားကိုလာထိတဲ့အခါအဲ့ဒီထိမှုကြောင့်ထိမှန်းသိလိုက်တဲ့အသည့်လေးကပေါ်လာရတယ်ငကိုကရှိနေတာမဟုတ်ဘူးဆိုတဲ့အသည့်လေးတွေလည်းဝင်လာတယ်ရှင်းရှင်းလင်းလင်းသိလာတယ်အဲ့ဒီမှာခုနကတဘာဝလက္ခဏာလေးတွေကိုလေရဲ့လှုပ်ရှားမှုသဘောကာယပတာရရဲ့လေကို ဒီထိထိနိုင်တဲ့သဘောထိလို့တိတဲ့သဘောဒီသဘာဝလေးတွေကိုတိတဲ့အဆင့်ကဒီအဆင့်လေးတိလိုက်တာနဲ့ငါထင်းနေတဲ့တတ္တဝါဆိုတာမရှိပါလားဒီသုံးမျိုးပဲရှိနေတာပါလားလို့သဘောပေါက်လာတယ်အဲ့တော့ဒီယုံနဲ့နံဒီနှမျိုးတွေပဲရှိနေတယ်လို့သဘောပေါက်ပြီးတော့တတ္တဝါရှိတယ်ဆိုတော့အထင်ကြီးဟာပျောက်လာအဲ့ဒါလို့ပျောက်လာပြီးတဲ့အခါမှာ ဆိုင်ရဆိုင်ရအကြောင်းကြောင့်ဒါတွေကလည်းပဲဖြစ်နေတယ်ဆိုတဲ့အကြောင်းတရားကိုပါသိရှိနားလည်လာတယ်အဲ့ဒီသိရှိနားလည်လာတာကိုဒါပစ္စယပရိက္ခာညာခုနကနာမရူပပရိစ္ဆေဒညာလို့စာလို့ပြောတဲ့အခါအဲ့လိုပြောတာအဲ့တော့ဒုတိယရဲ့တဏ္ဍာမှာယုံနဲ့နံနှမျိုးပဲရှိတယ်လို့တတဝါဆိုတဲ့အတွေးတွေဟာလုံးဝပျောက်သွားပြီလို့ဆိုလိုက်တာ ਨੇ တပြိုင်နက်နာမရူပပရိစ္ဆေဒညာသင်္ခါရတရားတွေကိုပိုင်ပိုင်နိုင်နိုင်သိတဲ့ ပစ္စယပရိကသင်္ခါရပရိစေတညာဆိုတာကုသနာမှာဖြစ်လာအကြောင်းတရားတွေကိုပါသိလိုက်တာနဲ့တပြိုင်နက်အကြောင်းမဲ့ဖြစ်တာမဟုတ်ဘူးအကြောင်းကြောင့်ဖြစ်တယ်လို့သိလိုက်တာနဲ့တပြိုင်နက်တန်တရားတွေလည်းကင်းသွားတယ်အဲ့ဒီညာနှစ်မျိုးနာမရူပပရိစေတညာနဲ့ပစ္စယပရိကညာဆိုတာရှိမရမယ့်အာယုန်တွေကိုပိုင်ပိုင်နိုင်နိုင်သိတဲ့အပိုင်းမှုသူ့ကိုညာတပရိညာအဆင့်လို့ပြောတာ အဲ့ဒီညာတပရိညာအဆင့်ကိုကြော်ပြီးတဲ့နောက်မှာမမြဲဘူးဆိုတာတွေကိုသွားပြီးတော့တွေးတယ်ဆိုလို့ရှင်အဆင့်ကြော်တယ်လို့ခေါ်တယ်ရှင်သာဏမထေမြတ်အဲ့ဒီညာတပရိညာဘိုင်းကိုပိုင်ပိုင်နေနေမသိဘဲနဲ့သူကအဆင့်ကြော်ပြီးတော့အနိစ္စဒုက္ခအနတ္တဆိုတာတွေကိုသူကစဉ်းစားတဲ့အခါမှာဘာလဲအနိစ္စဆိုတာသိတာပဲဒုက္ခဆိုတာလည်းသိတာပဲအနတ္တဆိုတာလည်းသိတယ် သူ့ရဲ့စိတ်ဟာကိရိတာတွေကလွတ်မသွားနိုင်ဘူးဘာကြောင့်လဲလို့ဆိုတာသူကပစ္စယပရိက္ခဉဏ်တို့နာမရူပပရိစ္ဆေရဉဏ်တို့ကိုပိုင်ပိုင်နိုင်နိုင်မလေးကျင့်မဲနဲ့အထက်ဉဏ်တွေကိုသူကတက်ဖို့ကြိုးစားတဲ့အခါမှာသူကတရားမရဘဲနဲ့ဖြစ်နေတယ်အဲ့ဒါကိုသိလို့ရှင်အနန္ဒမထေရကပရိစ္ဆသမုပ္ပတ်နဲ့အကြောင်းတရားတွေကိုပါပိုင်ပိုင်နိုင်နိုင်သိဖို့အတွက်သူ့ကိုဟောပေးလိုက်တဲ့အခါမှာသူဟာ lan nhau màn đoạn này có